စိတ်ပီစီမှုတွေသူ့ရင်ပူပန်မှုတွေကြားမှာစာအုပ်တွေကစိတ်အခြေခံကိုဘယ်လောက်ကြီးပြပြောက်ပေးနိုင်လဲဆိုတာကိုကျွန်တော်တို့တို့တို့လေ့လာကြည့်အောင်စာပန်ချင်းကြောင့်စိတ်ပင်ပန်းမှုတွေပြပြောက်ခြင်းနဲ့ဆက်လင်းပြီးတော့မှာပင်သေးတွေးခေါ်ပညာရှင်မွန်ဒက်စကျူးကကျွန်တော်အဖို့မှာတော့စာဖတ်ခြင်းဟာဘဝမှာကြုံတွေ့ရတဲ့စိတ်ပြက်စိတ်ညစ်ရမှုမှန်တမ်းများကိုပြပြောက်အောင်ဦးစားပေးတဲ့ဆေးပရင်အဓိပတိပဲဒီဆေးတနာကြီးလောက်မှီဝဲပြီးတဲ့အချိန်မကင်းစင်မပပျောက်သေးတဲ့စိတ်ညစ်ရမှုပြဿနာမျိုးကျွန်တော်တစ်ခါမှမကြုံ ဘူဖူတို့တာလေးကိုလေးလာဖတ်ရှုရဒီနေ့မှာတော့ကျွန်တော်ရင်ကားမြောက်ဝေပေးခဲ့တဲ့စာဖတ်ခြင်းကြောင့်လူလိုက်တက်ရောက်ဖြစ်ပေါ်တဲ့အဓိကအချက်ရာလေးချက်တွေကနံပါတ်3ချက်ဖြစ်တဲ့စာအုပ်တွေအထူးသဖြင့်ဝတ္ထုတွေက စိတ်အကျိတ်ခေကိုဘယ်လောက်ထိပြင်ပြောင်းပေးနိုင်မလဲဆိုတာကိုတည်တည်ပြပြပေးတော့မှာဖြစ်ပါတယ် မြောက်ဝေပေးခဲ့တဲ့စာဖတ်ခြင်းကြောင့်လူလိုက်တက်ရောက်ဖြစ်ပေါ်တဲ့အဓိကအချက်ရာ၄ချက်တွေကနံပါတ်၃ချက်ဖြစ်တဲ့စာအုပ်တွေအထူးသဖြင့်ဝတ္ထုတွေကစိတ်အကျိတ်ခေကိုဘယ်လောက်ထိပြောင်းပေးနိုင်မလဲဆိုတာကိုသိသိကြရပြီးတော့မှဖြစ်ပါတယ် ပြည်သူ့ဘဝရဲ့စိတ်ဖြစ်မှုတွေစိုးရိမ်ပူပန်မှုတွေကြားမှာစားအုပ်တွေကစိတ်အခြေခံကိုဘယ်လောက်ထိပြောင်းပေးနိုင်လဲဆိုတာကိုကျွန်တော်တို့အတူတူလေ့လာကြည့်အောင်တို့တို့နေ့စဉ်ဘဝမှာစိတ်ပီစီမှုတွေစိုးရိမ်မှုတွေနဲ့စိတ်ထဲမှာခံစားမှုအခြေခံတွေကိုလည်းမြင်ဆိုင်နေရပါခလာရှိတာဆွေမြေပြီးစိတ်ထဲမှာအာသီနာကြီးစိတ်ဝမ်းနည်းကြေွယ်စိတ်ဒေါသအာရသစိတ်တွေခံခဲ့မှာဖြစ်နေတတ်ပါတယ်ဒီစိတ်တွေဖြစ်ပေါ်ရတဲ့အဓိကအကြောင်းရင်းက လက်တွေ့မှာကြုံတွေ့နေရတဲ့ကိစ္စရပ်တွေကြောင့်ပဲဖြစ်ပါတယ်ဒီလိုကိစ္စရပ်တွေကြောင့်ဖြစ်ပေါ်လာတဲ့စိတ်ခံစားမှုတွေကိုလက်တွေ့ဘဝမှာကြုံကြိုက်တဲ့အခါဖွင့်ချလိုက်လို့ရှိရင်မလိုလားအတဲ့အကျိုးဆက်တွေပေါ်ပေါက်လာမှာဖြစ်လို့ညှိနှိုင်းထားရပါတယ် မာရေရရုံးမာအလုံးမာအထက်လူကြီးနဲ့ပြဿနာဖြစ်နေအထက်လူကြီးကကိုယ်မတရားအနိုင်ကျင့်နေလို့ခံစားနေရတယ်စိတ်ထဲမှာအလိုမကျဖြစ်နေတယ်ဒါပေမဲ့ဒေါသထွက်လို့မရဘူးမျိုးသိထားရတယ်ထိတ်တိုက်ရင်ဆိုင်လို့မရဘူးထိတ်တိုက်ရင်ဆိုင်လို့ရှိရင်အလုံးကိုထိခိုက်နိုင်တယ်အလုံးပြုတ်မာကိုပူမှန်မဲခံရတာတော့ကိုပူကြောက်ရတာကြောင့် ီးခံရပါတယ်။ထပ်ပေါင်းမရတဲ့ကဒေါသတွေကစိတ်ထဲမှာအကြရှည်စုစည်းပြီးအဆိုင်ကဲပေါ်မှာတည်ရှိလာပါတယ်။နေ့စဉ်ဘဝမှာစိတ်ပြည့်စုံမှုတွေ၊သွေးအိမ်ပူပန်မှုတွေနဲ့ရင်ဆိုင်နေရတဲ့အခါမှာဝတ္ထုစာအုပ်တွေကကျွန်တော်တို့ရဲ့စိတ်ကိုဘလို့ထောက်ကူပြုမနိုင်ပဲဆိုတာကိုလေ့လာကြည့်ရအောင်။ဝတ္ထုတွေကကျွန်တော်တို့ကိုတခြားကမ္ဘာတစ်ခုစီခဏတာခေါ်ဆောင်သွားပေးပါတယ်။နေ့စဉ်ဘဝရဲ့ပြဿနာတွေ၊ဖိအားတွေကိုခဏတာလွတ်မြောက်ပေးပါတယ်။ဝတ္ထုပတ်တဲ့အခါဝတ္ထုတွေမှာလူချမ်းကောင်းတွေမတရားဖိနှိပ်မှုကြားကယုံကန်တွန်းလှန်အဝဲခံတဲ့သူရဲကောင်းတွေနဲ့ဆွန်သားခန်းတွေကိုဖက်ပြီး င်အပြင်မှာမလုတ်ရဲတာကိုစိတ်ကူးကဘာထဲမှာလွတ်လွတ်ကျွတ်ကျွတ်အောင်ပြီးတော့လုတ်လိုက်နိုင်ပါတယ် ူပူတို့များတဲ့ကလက်ပြကျွမ်းတဲ့ကောင်းပိုင်တိုင်းကျွမ်းတဲ့ဒိုင်းသမားတွေကလူသူတွေကိုတယောက်ပြီးတယောက်ချင်းလင်းလက်စားချေတာတွေဖတ်ရတဲ့အခါမြို့သိတရားတဲ့ဒေါသကိုဖြေဖြောက်ဖြိုပြေခွင့်ရကြပါဇက်ကုံရဲ့ခံစားချက်ကိုခံစားရင်ကျွန်တော်တို့ရဲ့စိတ်ဖြစ်စီမှုတွေကိုခဏတာမေ့သွားကြပါသူတို့ရဲ့အောင်မြင်မှုကြောက်ဆုံးမှုတွေကလည်းသင်ငန်းလာနိုင်ပါတယ် ဆန်းအောင်လို့ဘောသားဆိုင်ရဲ့ပုံနိုင်တို့ဝမ်းနေကြည်ခဲစိတ်ဆိုင်ခဲကိုအချစ်အလွမ်းဝတ္ထုတွေဖတ်ပြီးဖြေလျှော့နိုင်ပါတယ်။လန်ဒကန်ရှိသူများအချစ်အလွမ်းဝတ္ထုဖတ်တဲ့အခါဇက်ကောင်တွေရဲ့ကြည်ပွဲပဲဖြစ်ရတဲ့ကိုယ့်ရဲ့အလန်းတစ်ခါကိုပေါင်းပြီးလွမ်းလိုက်ညည်ကြလိုက်တရသည့်အခါယင်내ပေါ်သွားသလိုခံစားလိုက်ရပါတယ်။စိတ်ကူးရင်ဇလန်းတွေကကျွန်တော်တို့ရဲ့စိတ်ကိုအံ့ပြေစေပြီးသိဖြည့်စင်မှုတွေကိုတော့ချပေးပါ။စိတ်ကူးစိတ်တန်းတွေကိုလွတ်လပ်စွာပြန်လည်စိတ်ကိုအေးချမ်းစေပါ ုဒ္ဓတွေကဇမ္ဗူရဲ့စိတ်ခန္ဓာချက်ကိုထုတ်ဖော်ပြပေးပြီးဖိတ်အကျိတ်လေးကိုဖြည့်ပြောက်ပေးပါတယ်။ဇာပေါ်နေရဲ့ခန္ဓာချက်ကိုနိုင်ရှင်ခြင်းနဲ့စိတ်ကိုတတ်တာစေပါတယ်။ဒီစာမချင်းကကျွန်တော်ရဲ့အာယုဖြူစမ်းမှုကိုမြင့်တင်ပေးပြီးစိတ်ကိုအေးချမ်းစေပါတယ်။အဲစာအုပ်ထဲမှာ လင်းမြုပ်နေခြင်းကစိတ်ကိုတည်ငြိမ်အေးချမ်းစေပါတယ်။ဆာဖတ်ခြင်းကစိတ်ပိုင်းဆိုင်ရာတည်ငြိမ်မှုနဲ့ကျန်းမာရေးကိုအထောက်အကူပြုတဲ့ဤလန်တစ်ခုဖြစ်တာကြောင့်သိပ္ပံနိကြာလေးလံမှုတွေကလည်းဖော်ပြထားပါတယ်။ဆာဖတ်ခြင်းကြောင့်စိတ်ပင်ပန်းမှုတွေပြေပြောင်းခြင်းနဲ့ဆက်လင်းပြီးတော့မှပြင်သစ်တွေးခေါ်ပညာရှင်ဝန်တက်စကျူးကကျွန်တော်အပေါ်မှာတော့ဆာဖတ်ခြင်းဟာဘဝမှာကြုံတွေ့ရတဲ့စိတ်ပြတ်စိတ်ညစ်ရမှုမှန်တယ်များကိုပြေပြောင်းအောင်ဥစားပေးတဲ့သေးပရင်အဓိပတိပဲ။ဒီသေးတနာကြီးလောက်မှီဝဲပြီးတဲ့အချိန်မကင်း င်းစင်မပပျောက်သေးတဲ့စိတ်ညစ်မှုပြဿနာမျိုးကျွန်တော်တခါမှမကြုံဘူးဖူးဆိုတာလေးကိုလေးလာဖတ်ရှုရပါမယ်။ဆာဘတ်ဂျင်းဤတကောအာနိတင်နဲ့ပတ်သက်ပြီးအဲ့ဒီလိုအပတရပြောခဲ့တဲ့မွန်တက်စတူးကယနေ့ရပုဂ္ဂိုလ်တော့မဟုတ်ပါဘူး။စာကိုအပြင်းပြေ အပြော်ဖတ်တဲ့သူတွေလည်းမဟုတ်ဘူး။ယနေ့ခေတ်ဒီမိုကရေစီနိုင်ငံတွေမှာအကျင့်သုံးနေကြတဲ့အာဏာမဏိုင်၃ရက်အပြန်အလှန်ထိန်းချုပ်သောစနစ်နဲ့ပတ်သက်ပြီးသူရေးသားပြုစုခဲ့တဲ့ဥပဒေများ၏အနှစ်သာရ The Spring of the Law ကျမ်းကဂန္ဓဝင်ထွေပြီးတော့မှထင်ရှားပါ။ဥရောပနဲ့မိဂန်မကောင်းဆောင်များနိုင်ငံရေးပုဂ္ဂိုလ်များအပေါ်သူ့ရဲ့အယူဆများစွာလမ်းမှုခဲ့ပါတယ်။ဥရောပရဲ့တည်ငြိမ်မှုနေပါပြီးအနေရများတဲ့ခေတ်ကိုဖျက်တမ်းခဲ့ရတဲ့နိုင်ငံရေးအတွင်းမြေသမားတို့အဖြစ်စိုးရိမ်ပူပန်မှုဇေယျစစ်ပြက်ဇေယျစင်ညစ်ဇေယျအနေထားများကို ကြုံခဲ့ရတဲ့အခြေမျိုးမှာအော်တိုကောက်ကင်ဖတ်ရှုပြီးဆောင်းအုပ်ထဲနှမျောလိုက်ပါရင်စိုးရိမ်တော့ကများဖြစ်ပြောက်ခဲ့ရတာမျိုးဖြစ်ပါလိမ့်မယ်။ဒါကြောင့်မို့အထက်ပါပြောခဲ့တဲ့စကားကိုပြောတာမျိုးဖြစ်ပါလိမ့်မယ်။ဘလူးဝတ္ထုအမျိုးအစားတွေကကျွန်တော်တို့ရဲ့စိတ်ကိုအပန်းပြေစေနိုင်တယ်။စိတ်ကူးရင်ဝတ္ထုတွေကကျွန်တော်တို့ကိုစိတ်ကူးရင်ကဘာတဲ့ခေါ်ဆောင်သွားပြီးစိတ်အပန်းပြေစေပါတယ်။စိတ်ကူးရင်ကဘာထဲမှာစိတ်ကိုလွတ်လပ်စွာပြန်တန်းစီခြင်းပြီးစိတ်ဖြစ်စီမှုကိုရှင်းချပေးပါတယ်။ ဟာတာဝတ္ထုတွေကကျွန်တော်တို့ကိုရေမောစေပြီးစိတ်ဖိစီးမှုကိုလျှော့ချပေးပါတယ်။ရေမောခြင်းကစိတ်ကိုပျော်ရွှင်စေပြီးစိတ်ကျန်းမာရေးကိုကောင်းမွန်စေပါတယ်။ Flow အသေးပုံဝတ္ထုတွေကကျွန်တော်တို့ရဲ့အာရုံစူးစမ်းမှုကိုညှင့်တင်ပေးပြီးစိတ်ကိုအပန်းပြေစေပါတယ်။ ဇလန်းရဲ့အဆုံးကိုသိချင်စိတ်နဲ့အာယုံစူးစိုက်နေခြင်းကစိတ်ကိုလင်းငယ်စေပါတယ်။အချစ်ဝတ္ထုတွေကကျွန်တော်တို့ကိုဒွေးဒွေးထခံစားချက်တွေပေးပြီးစိတ်ကိုလေးချမ်းစေပါတယ်။ချစ်ခြင်းမေတ္တာရဲ့နေထွေးမှုကစိတ်ကိုတက်တာစေပါတယ်။ကိုယ့်ရဲ့စိတ်အခြေအနေနဲ့ကန့်ကြီးတဲ့သူ့အမျိုးသားကိုရွေးချယ်ဖတ်ရှုခြင်းဖြင့်စိတ်အပန်းပြည့်စုံပါပါ။စာအုပ်ဆိုင်တွေစာကြည့်တိုက်တွေမှာကိုယ်ချိုက်နှစ်သက်တဲ့စာအုပ်တွေကိုရှာဖွေနိုင်ပါတယ်။တာမန်စာဖတ်သမားတယောက်ကအချစ်အလွန်ဝတ္ထုစွန့်စားခံဝတ္ထုများဖြင့်စိတ်အပန်းပြည့် ည်နိုင်ပြီးစိတ်အကျဉ်းခဲများဖြေလျှော့နိုင်ပါတယ်။ပညာရှင်များအတွက်ကတော့သူတို့စိတ်ဝင်စားတဲ့စာအုပ်တွေကစိတ်ငြိမ်းချမ်းမှုပေးနိုင်တယ်လို့ဆိုရမှာပေါ့။မိတ်ဆွေတို့ကရောပဲထဲမှာပါလေ။ကျွန်တော်ကတော့တာမန်စာပတ်သမားတစ်ယောက်သာဖြစ်ပါတယ်။အဖက်ချင်းကိုနေ့စဉ်ဘဝမှာဘယ်လိုလေ့ကျင့်တစ်ခုအဖြစ်ထည့်သွင်းနိုင်မလဲ။နေ့စဉ်အခြေအနေငယ်ကိုစာဖတ်ခြင်းအတော့သတ်မှတ်ပါ။ အဆင်ပြေတဲ့စာဖတ်နေရာတစ်ခုကိုဖန်ပြီးပါကိုယ့်ရဲ့စာဖတ်ချိန်စရာကိုချမှတ်ပါစာဖတ်ဝိုင်းနေစာအုပ်အတင်းတွေမှာပါဝင်ပါချုပ်အားဖြင့်ပြောရရင်စာအုပ်တွေအထူးသဖြင့်ဝတ္ထုတွေအားကျွန်တော်တို့ရဲ့စိတ်အကျိတ်ခဲကိုဖြည့်ဖြောက်ပေးနိုင်တဲ့အကောင်းဆုံးနည်းလမ်းတစ်ခုပါဒါကြောင့်စာအုပ်တုံးကိုကောက်ယူပြီးစာဖတ်ချင်းရဲ့အံ့ဖွယ်ကမာတွေကိုဝင်ရောက်လိုက်ပါစာအုပ်တွေကကျွန်တော်တို့ရဲ့စိတ်ကိုအားပေးပြီးအားအင်းနေပြီးဝစီမာပါလို့ပြောကြရင်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးသတ်ပါရစေခင်ဗျကျွန်တော် ရဲ့ channel လေးကို subscribe လုပ်လိုက်ပြီး comment ရေးခဲ့ဖို့လည်းမမေ့ပါနဲ့အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ